မင်္ဂလာပါယနေ့ကျွန်တော်တို့ channel မှာ တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဆိုင်းဆရာမမာယာရေးသားထားတဲ့မရဏလန်လို့အမည်ရတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တိဟာတယောက် မွေးရံဖြစ်တဲ့ထန်းကုန်းရွာမှာပဲငယ်စဉ်တောင်ကြီးကလေးဘွားကိုပျော်ပျော်ကြီးဖြတ်သန်းခဲ့ရတယ်။ရွာမှာမွေးရွာမှာကြီးတယ်သူပြီးပြီးအစော်လဲတန်တယ်လို့အစားလဲတန်တော့ဖွင့်ပင်ပြူပြူတန်တန်မာမာရှိတာပေါ့။ငငယ်တော့အစိုးရတငယ်ချင်းတွေအုပ်စုလိုက်ရွာရိုးကိုးပေါက်လျှောက်သွားလိုက်ကြရာဒီအလိုက် အလှဲ့ကြကစားနည်းတွေမျိုးစုံကစားကြနဲ့အတော်လေးပျော်စရာကောင်းခဲ့ပါလေ။ကလေးပြီးပြီးမျက်လုံးဖွင့်လိုက်တာနဲ့ကစားဖို့စိတ်ရောက်ပြီး ကောင်းမော်ကောင်းချာတာနဲ့အိပ်ပျော်သွားတတ်တဲ့အချိန်တွေပေါ့အိမ်ကကြောင်းထားပေးလို့ကြောင်းတက်ခဲ့ရပြီမဲ့ကြောင်းသားကိုတိတ်စိတ်မွန်စားတဲ့ဒီဟာက၆တန်းနဲ့မှာပဲကြောင်းထွက်လိုက်တယ်ကြောင်းထွက်ပြီးနှစ်နှစ်လောက်ထိကတော့အိတ်စားကစားနယ်ပဲပျော်ပျော်ကြီးအချိန်ကုန်ခဲ့ရတယ်မိဘတွေကကိုပိုင်လုပ်ငန်းလေးနဲ့စားနိုင်တောက်နိုင် တင့်တင့်တဲတဲရှိတော့တီဟာအတွက်ကအပူပင်ရဲလို့လဲမေမေရရမရှိဘူးပေါ့လေ အမျော်မြင်ရှိတဲ့အဖေကတီဟာအသက်73နှစ်လောက်မှာတော့တီဟာကိုအဖေအလုပ်တွေထဲကိုခေါ်သွားခွင့်ပြုပါပြီတီဟာကလည်းအဖေခေါ်တဲ့နောက်ကိုတကောက်ကောက်လိုက်ရင် လူကြီးကလဲတဲ့တလောက်လဲလာသလိုကားလည်းမောင်းတက်လာခဲ့ပါတယ်လူပြောပွားအဝေးမှာတော့အင်းကလှုပ်တွေလဲကူလှုပ်လာနိုင်သလိုကားကြီးကားသေးကားမရွေပဲမောင်းတက်တဲ့သူဖြစ်လာခဲ့တယ်အရာထောင်ထောင်မောင်းမောင်းနဲ့ပြည့်ပြည့်တဲ့ရုပ်ရည်ရှိပြီး လို့ရီကရင်ရှိတဲ့အပြင်အင်ရဲ့စီးပွားရေးအခြေအနေလည်းအဆင်ပြေပြေရှိတဲ့အခါတီဟာတယောက်ကရွာမှာဆိုရင်တော့ပြိုတိုင်းကြိုက်တဲ့နင်းစီကန်ဖြစ်နေတော့တာပေါ့တီဟာငယ်တငယ်ချင်းဖြစ်တဲ့အိဖြူနဲ့ပဲဖူးစာအကြောင်းပါပြီး22နှစ်မှာအိမ်တော်ပြုခဲ့တယ်။နှစ်ဖက်မိဘတွေကသူ့အထွာနဲ့သူပြည့်စုံကြတော့အိမ်တော်တဲ့ဘဝမှာလည်းပူပန်စရာလို့ကြီးကြီးမားမားမရှိပါဘူး။ဒီလိုနဲ့တမီးလေးတယောက်မွေးပြီး 6နှစ်လောက်မှာတော့တီဟာအလုပ်နဲ့ပတ်သက်ပြီးအပြောင်းအလဲတစ်ခုလုပ်ဖြစ်ခဲ့တယ်။မြို့မှာသွားပြီးဌာနဆိုင်ရာလူကြီးတယောက်ရဲ့ကားကိုမောင်းပေးရမယ်လို့ကားသမားဆိုရတဲ့လူယုံဆိုလဲမမဘူး။လူကြီးတွေနဲ့အမြဲအနီးကနေသွားတယ်နောက်လိုက်ပြီးလိုရာအကုန်လုပ်ပေးရမှာ။ဒီအလုပ်ကိုအရင်ကအဖေတငယ်ချင်းရဲ့ညီဖြစ်သူဥပါစီကလုပ်ခဲ့တာ။အခုကတော့ဥပါစီတယောက် အရင်ကတော့တန်းမာရေးမကောင်းတော့တာမလို့အလုတ်ထွက်ဖို့ဖြစ်သွားတယ်။လူယုံလုတ်ကလာစာမများပေမဲ့ဘေးပေါက်ရတာတွေကလာစာရဲ့လင်းကားစာရှိတဲ့အပြင်အမြဲတစေစတစ်ကော်လံအဖြူနဲ့ပစိုးတောက်တောက်ပြောင်ပြောင်ဝတ်ပြီးလူယိုသေးရှင်ယိုသေးလောက်အောင်မဲ့လုပ်ပဲ။တကယ်တော့အမြင်ရတာလူယိုသေးရှင်ယိုသေးမဟုတ်ပဲတကယ်လည်းအယိုသေးခံရတဲ့အလုပ်ဆိုလည်းမမဘူး။လူကြီးရဲ့လူယုံဆိုတဲ့ຢာတို့ကနေရာတော်တော်များများမှာအရာရောက်တာ ပေါက်ပေါက်ရောက်ရောက်ရှိတာဒီဟာမျက်မြင်မှာ ဥပါစီဆိုတာက အလောက်ကနားလိုက်တော့ညာလဲအဲ့ဒီအလောက်ရဲ့အချိန်နဲ့ပဲသူတို့အနီးနားရွာစုမှာတကြီးတွေရဲ့အထက်ကအုပ်ချုပ်မှုဖြစ်နေတဲ့အပြင်အားလုံးကလည်းဥပါစီရဲ့စကားကိုလေးလေးစားစားလိုက်နာကြတယ်လူကြီးကလည်းဥပါစီကိုအတော်လေးယုံကြည်အားကိုးပြီးမျက်နှာသာပေးတယ်အခုလည်းဥပါစီရဲ့လှုပ်ထွက်မယ်ဆိုတော့လစ်လက်နေရအစားထိုးဖို့ကိုလည်းခမရဆွေမျိုးအတီတဲကခမရလိုယုံကြည်စိတ်ချရတဲ့သူဆိုခေါ်ခဲ့လေဗျာလို့တောင်းဆိုတဲ့ဒီလိုနဲ့ဥပါစီလည်း သူ့မျက်စိအောက်မှာတည်းရွယ်ရောက်လာပြီးအတွင်းသည့်အစင်းသည့်ဖြစ်တဲ့တီဟာကိုသူ့နေရာအစားထိုးလှုပ်ချင်လားလို့မေးလိုက်တယ်။ငွေကြီးရဲ့အတွက်လည်းအထုတလဲပူစရာမလိုတဲ့တီဟာကဒီလှုပ်နေရာကိုမမုန်းမိခဲ့တာအမှန်။ဒါနဲ့ပဲမိမာနဲ့ရောဣဖြူနဲ့ရောတိုင်ပင်ကြည့်တော့သူတို့ကလည်းခွင့်ပြုပါတယ်။ဣဖြူကိုယ်တိုင်ကလည်းလုပ်ငန်းအစားအသောက်ရာစီမံတက်တဲ့အပြင်တီဟာကိုလည်းယုံတဲ့သူမို့တန်တရားမရှိပဲအလုတ်လုတ်ခွင့်ပေးခဲ့တယ်။ဒီလိုနဲ့ပဲတီဟာက လူကြီးရဲ့ဘေးမှာအလုဆောက်ဝင်ခဲ့တယ်။အစပိုင်းတော့လူကြီးကအမျိုးမျိုးပညာစမ်းတယ်။ယုံကြည်လို့ရမရအလုံမျိုးမျိုးခိုင်းပြီးစမ်းတတ်တယ်။စိတ်ချတန်တလို့စိတ်ချရပြီဆိုမှတီဟာဟူဘဲသွားသွားခေါ်သွားပြီးဘေးနားမှာထားလို့ရပဲ။အစကတန်လျာမှာနေရပေးထားတာဖြစ်ပေမဲ့နောက်ပိုင်းမှာကျတော့လူကြီးရဲ့အိမ်ဝင်းထဲကတထက်တက်ကလေးမှာပဲတီဟာဟူနေစီတယ်။အဲဒီရောက်တဲ့အခါမှာတီဟာဘွားမှာတရေဆိုတဲ့အရာကိုအနီးကပ်ကြုံဘူးတော့တာပဲ။ တထက်တိုက်ဆိုပေမဲ့လူတယောက်နေစာလောက်ပဲရှိတဲ့အကျယ်ဝန်းမျိုး15ပေပေ20လောက်ကျပြီးအိမ်သာရေချိုးခန်းတွဲလျက်ပါတဲ့အိမ်ခန်းအကြီးစားတခန်းစာလောက်ပေါ့ပထမပြောင်းစာရက်ဒီမှာမနေ့စောစောတီဟအိတ်အကောင်းနဲ့အစိမ့်ဆိုအခန်းထဲမှာမိကိုနိုင်ရတယ်စောစောစီစီဘသူကများမီးမွေးနေပါလေဆိုပြီးထကြည့်ရင်ဗာမီကိုငွေမှမရှိဘူးအနက်မဲရနေတာပြီးတော့အနက်ကလည်းခဝေးဝေးကပြန့်လာတဲ့အနက်မျိုးမဟုတ်ဘဲအနီးနားမှာတဲ့မိကိုဥပီးထွက်နေတယ်လို့အနက်မျိုး ဒါပေမဲ့ဒီဟာကတိန်ကလာတဲ့အနက်မဲနေမှာပါဆိုပြီးကိုကိုကိုစိတ်ဖြည့်တွေးလိုက်တယ်။နောက်ရဒီမှာလဲမနဲ့မနဲ့ဆိုမိခိုးနံရလိုက်ဟင်းချက်နေသလိုအနက်ရလိုက်နဲ့ကြက်တမျိုးညော်နဲ့လိုလိုရလိုက်တတိတမျိုးမယိုးရဘူး။ရလာတဲ့အနက်တွေကလဲအပြင်ကလာတဲ့အနက်မဟုတ်ဖဲနဲ့အခန်းထဲတည်းလုံးပြီးနန်းနေသလိုမျိုးပဲ။ဒီတော့ဒီဟာလဲအနက်နေမှုန်ပြီးနိုးလာတိုင်းပဒင်းပေါက်တွေထဖွင့်ရတာပေါ့။ ဒါပေမဲ့အနံ့ကိစ္စကနေတိုင်းလိုလိုဖြစ်လာတော့တီဟာတယောက်လဲအေးပြရတာတွေများလာတာနဲ့ညညာဆိုအခန်းပင်းပေါက်တွေအကုန်ဖွင့်ပြီးအိပ်ပလိုက်ရတော့တယ်။တဲရလောက်ကအဆင်ပြေလို့ရှိပေမဲ့နောက်ရက်တွေကျတော့ညကဖွင့်ထားတဲ့ပင်းပေါက်တွေကမနဲ့ဆိုပြန်ပိတ်နေတယ်။သုံးပေါက်ရှိတာသုံးပေါက်လုံးစိနေအောင်ပိတ်တာ။တီဟာကအိမ်သာကမီးကိုအမြဲဖွင့်ထားတာအကျင့်ဖြစ်နေတဲ့သူမို့မီးပိတ်လေမရှိပေမဲ့ညဘက်ဖွင့်ထားတဲ့မီးကမနဲ့ဆိုခလုတ်ကပိတ်ပြီးသားဖြစ်နေပြီ။ ငါများရောင်းမပြီးပြိမ့်မိသလားလို့တွေးမိလို့မိဖွင့်ထားမထားတေချာတတိထားကြည့်တော့ပိုတေချာသွားတာတေရမပိတ်ဖဲသူ့လိုလိုပိတ်ပိတ်သွားတတ်တဲ့မိခလုတ်တခုခုတော့မှားနေပြီလို့တန်တရားရှိလာတာနဲ့အတူတေဟညဘက်တွေဆိုအရင်လိုစိတ်ချလက်ချအိတ်မပြောတော့ဘူးအဲ့ရတာစိတ်မဖြောင်းတော့ခဏခဏနိုးလာတာမျိုးဖြစ်လာတယ်နိုးလာတိုင်းလဲနားထဲမှာခြေတန်းလိုလို ဟိုနားကပဲချိုးချိုးချွတ်ချွတ်မြင်းနေသလိုဒီနားကပဲတခုခုရှိနေသလိုခံစားချက်တွေရလာခဲ့တယ်။တချို့မိပြတဲ့ညတွေဆိုအမောင်ထဲမှာတယောက်ယောက်ကကိုယ့်ကိုစိုက်ကြည့်နေသလိုခံစားရပြီးကြက်သိန်းတွေတဖြည်းဖြည်းထနေတတ်တယ်။ဒီလိုနဲ့တညတီဟာအိတ်ခါနေအိမ်သာဝင်ပြီးပြန်ထွက်လာတော့ထုံးစံအတိုင်းတကားသာပိတ်မိမပိတ်ပဲထားခဲ့တော့အိရာပဲခြေလှမ်းမိပိတ်ခက်ပြပီသားသားပြောလိုက်တဲ့စကားသံမိမတယောက်ရဲ့အတန် အမိန်ပေးတဲ့လေတံမျိုးတော့မဟုတ်ပေမဲ့လေတံကခက်အဲမပြတ်ပြတ်ပဲအိမ်သားများနဲ့ကထွက်လာတဲ့အတမ်းမှုနည်းနည်းပဲ့တင်တန်းပါနေတဲ့အခါအတန်အနေထားကနည်းနည်းကြက်သိမ်းထားစရာဘယ်သူမှမရှိမှန်းသိပေမဲ့တေချောင်လို့အိမ်သားကန်းတကားကိုပြန်ဖွင့်ကြည့်လိုက်တယ်ဘယ်သူမှမရှိဘူးဒါပေမဲ့မြင်ကွင်းထဲမှာဘာမှမရှိနေပေမဲ့မမြင်ရတဲ့အရာတစ်ခုခုရှိနေတယ်ဆိုတဲ့အတိအကျတေဟာကနေရာမှာပဲတောင်းတောင်းကြီးရက်ပြီး ခတ်တူတူဖြစ်နေကြတာအဲ့ဒီချိန်မှာပဲအိမ်သာတကားဘေးကမိကလုတ်ကသူ့ကိုလိုလိုကြောက်ခနဲ့မြည်ပြီးပိတ်သွားပါလိရောတေချာသွားပြီတရေရှိနေပြီကိုနီနာမှာပဲတရေရှိနေတယ်ဆိုတဲ့အသည့်နဲ့ကြောယိုးတဲ့စိတ်ကနေဖြစ်နေတော့မှာပဲအိမ်သာတော့ကမောင်ရီထဲမှာတခုခုလှုပ်ရှားလိုက်တယ်လို့ရက်ခနဲ့တကောလုံးကြက်သိမ်းမှုဖြန်းခနဲ့ထားတော့တီဟာလဲဘာတော့ညာတော့ဆက်ကြည့်မနေပဲအိမ်သာတကားကိုပြန်ပိတ်ခဲ့ပြီးဂဒင်းစီကိုတန်းနေအောင်လစ်တော်တာပဲ။ ဒါပေမဲ့ကိစ္စကဒီမှာတင်မပြီးဘူးညနေတကောင်တီဟအိပ်ပျော်နေတဲ့အချိန်မှာ ခြေတံနဲ့အတူပဲလေချောင်းရှင်းတယ်လို့တဟွန်းဟွန်းတန်ကြောင့်တီဟနိုးလာခဲ့တယ်အဲ့ချိန်မှုတူဖြစ်နေတဲ့ကြားကမနဲ့မိုးလင်းပြီလားဆိုတဲ့အတွေ့အကြုံအေးရထားနောက်ကြမှာဆိုတဲ့စိတ်နဲ့ငေါခနဲထထိုင်လိုက်တယ်မနဲ့ကိုမရောက်သေးပါဘူးအပြင်ကို ကြည့်လိုက်တော့ပိမ့်ပေအောင်မှောင်းနေတော့နာရီကြည့်လိုက်တဲ့အခါတနာရီ15မိနစ်ပါဒါနဲ့တော်သေးတာပေါ့ပြန်အိမ်ဦးမှာလို့တွေးလို့ရှိသေး မင်းသားကအခြေခံတစ်ချက်ချက်နဲ့အဟန်းအဟန်းနဲ့ချောင်းရှင်းတဲ့ကြားရတယ်။အတန်ကြောင့်အတန်လာရပရင်းပေါက်ဆွေကြည့်တော့ဟာပရင်းပေါက်အပြင်ကနေရက်ကျင်နေတဲ့မိမကြီးတယောက်ခပ်ဖိုင်ဖိုင်ကမှဇပင်တွေကဖွာယောင်ပွာယောင်လို့အင်ကြီးလက်ပြအဖြူညင်းကြီးကမှထမိန်ကရင်ဘတ်ကောင်းတက်ဝတ်ထားပြီးဝါထိန်ထိန်မျက်နှာသေးကြီးနဲ့စိုက်ကြည့်နေတာအဆောက်ကလူလားလို့ထင်လိုက်မိပေမဲ့ပုံစံကအကောင်အထည်ပိသတာမဟုတ်ပဲအရေးလိုအငွေ့လိုဝူရဝါဖြစ်သွားတာ။ တီဟဝေခွဲမြအကြောင်းတောင်ကြည့်နေတော့မှာပဲမိမကြီးကဟီခနဲ့ရည်ပြပါလေရောတွားတွေကကွန်ကျိုးလိုကတ်နေသလိုနီးညူညူအကွက်တွေနဲ့ညမောင်မောင်မှာတရေတကောင်ရင်းနေတာကိုကွက်ကွက်ကွင်းကွင်းမြင်ရတာမလို့တီဟစိတ်ထဲမှာအတော်လေးဖြုံသွားတယ်ရွာမာနေရွာမာကြီးလာပြီမဲ့တရေဆိုတာကိုဒီလိုကြည်တောက်ရှင်းတကားမှမတွေ့ဘူးတာမလို့တီဟအတွက်အတော်ကလေးမထိတ်တာမလန့်တာဖြစ်သွားတာပေါ့စိတ်ထဲလုကနေတစ်ချက်ဖြစ်သွားပြီမဲ့စိတ်ကိုတေချာထိန်ပြီး မြေတားဖို့အမျှဝေးလိုက်တယ်ခမရကိုကျွန်တော်ဒုက္ခမပေးပါဘူးကျွန်တော်ကိုလည်းဒုက္ခမပေးပါနဲ့လို့ပြောလိုက်တော့နာနာဘာဝအမျိုးသမီးကခေါင်းတငိမ့်ငိမ့်နဲ့နောက်ဆုံးနောက်ဆုံးလို့ရင်းမြင်ခွင်းထဲကပျောက်သွားတယ်အဲ့ဒီနောက်မနေ့ခင်းနေဆိုအရင်ကရနေကြအနက်နေတွေ့ရတာမျိုးရှိပေမဲ့တခြားဆူဆူဝါးဝါးတော့ဘာမှမမြင်ရတော့ဘူးတရားဘက်ကလည်းအမဲဖျားရှင်ကိုမြေတားဖို့အမျှဝေးရဲ့ပြင် အိမ်သာမိပိတ်တဲ့အကျင့်ကိုလည်းကျင့်ယူခဲ့ရတာပေါ့လေလာတော့ကြပြီးနောက နားရံ၃ရက်ရလို့ရွာကိုခဏပြန်တဲ့အခါတီဟာကဥပါစီကိုမုတ်နေတဲ့ကတော်ရင်နဲ့တရေကိစ္စပါပြောပြလိုက်တယ်။အဲမတန်ရီတယောက်အခုထိမကြွရှာသေးဘူးကို။သူကအရင်ကအဲ့ဒီမှာအိမ်ထိန်းကငါတို့ဆရာနဲ့အမျိုးမကင်းဘူး။မတန်ရီကအိမ်ထိန်းဆိုပေမဲ့တူတူကြိုက်တာတွေချက်ပြုတ်ပေးရင်မိဖို့ကြောင့်နဲ့မှအချိန်ကုန်တာများတာပဲ။မင်းနေတဲ့ခန်းကအရင်ကသူ့မိဖို့ကန်းသူဆုံးသွားတာလေအဲ့ဒီမိဖို့ကန်းမှာပဲ။ အုံနောက်သွေးကြောပြတ်ပြီးဆုံးသွားတာသူဆုံးပြီးနောက်ပိုင်းမှာအဲ့ဒီကန်းကမိဘကုံတွေကိုဖျက်ပစ်ပြီးအခုလိုလူနေခန့်လှုပ်လိုက်တာငါလည်းအဲ့ဒီမှာတော့ရိတ်တော်ရိတ်မိတယ်ဒါပေမဲ့ဆရာတော်ဆိုတော့မကျွဖူးပါညာပြောရင်မကြိုက်ပါဆိုလို့ထုတ်မပြောဘူးဆရာကိုယ်တိုင်ကလည်းအဲ့လိုအယူဆတွေကိုသူကိုယ်တိုင်ယုံကြည်မရှိဘူးယုံကြည်တဲ့သူဆိုသူတိတ်သဘောမကျဘူးမင်းလည်းဖျားတရားမြင်မြတ်လို့ပေါ့ကွာမတန်ရေးကသူရှိချောင်းပြတာမျိုးဖြစ်မှာဒုက္ခပေးကျင်တာမျိုးတော့မဟုတ်လာဘူးကွာ ဥပစီအကြောင်းဆုံးပြောပြမှတီဟဇက်ရည်လဲသွားတော့တယ်တီဟကိုယ်တိုင်ကလည်းအခုဖြစ်နေတဲ့နေရာတွေနဲ့ကအသားတရားဖြစ်လာပြီဆိုတော့အထွေထူးမတွေးတော့ပဲအစင်ဆက်မပြတ်မြစ်တာဖို့အမျှဝေဖို့ပဲဆုံးဖြတ်လိုက်တယ်တကယ်လည်းနောက်ပိုင်းမှာနာနာဘာဝမတန်းရေးတယောက်တီဟကိုမထိတ်တာမလန့်တာဖြစ်အောင်ခြောက်လန့်တာမျိုးမရှိတော့တီဟလည်းတရေကိစ္စအာယုံမရှိတော့ပဲကို့အလုပ်ကိုဖြောင်ဖြောင်လုပ်သွားနိုင်တော့တာပေါ့ တရလူကြီးပြေးမှာ9နှစ်လောက်လှုပ်လှုပ်ပြီးမှအတိတ်ပဲကြောင်းမဲလားမသိဘူးအတွေ့အမျိုးပြောင်းလာခဲ့တယ်။ဒီ9နှစ်အတွင်းမှာတီဟောက်ရွာပြန်တဲ့အချိန်ကြီးတွေက လက်တစ်ဖက်တော့မပြည့်ခဲ့ဘူး။အစ်ဖြူနဲ့တပီးလေးကပဲနှစ်လာကြားတစ်ခါလာတွေ့လိုက်၊၃လာကြားလာတွေ့လိုက်နဲ့တွေ့ရတာ။တခါတလေတီဟောက်နားရများများရတဲ့ရမျိုးစု အဖေနဲ့အမေပါလိုက်လာတတ်တယ်။မြို့ပေါ်မှာကုန်ကြက်ဆိုင်ဖွင့်ထားတဲ့အစ်ဖြူရဲ့အတော်အပြူကြီးရှင်နေတော့နေရေးထိုင်ရေးအဆင်ပြေတာပေါ့လေ။ ဤဖြူမျိုးတက်လာတိုင်းလဲအတော်အိမ်မှာပဲညရင်ညက်နေတဲကြတာအတော်ကတော့သွားကြည့်ပြန်ကြည့်လုံနေမဲ့စာညီတို့ဒီကိုပြောင်းလာခဲ့ပါလားဤလို့ပြောပေမဲ့ရွာကလှုပ်တရလဲဤဖြူမမဦးစီးရင်ဦးစီးမဲ့သူမရှိတော့ပြောင်းနေဖို့မဖြစ်နိုင်ဘူးပေါ့ပြီးတော့နောက်နှစ်နှစ်သုံးနှစ်နေရင်အပြိုဘောက်ဖြစ်လာမဲ့သမီးလေးတို့အဖေတယောက်နေနဲ့အနည်းကကာကွယ်ဆောက်ရှောက်မှုရှိတဲ့နယ်ဆိုတာလဲတွေးမိလာတာပေါ့အဲ့လိုနဲ့လူကြီးကိုအကျိုးကြောင့်ပြောပြပြီးအလုတ်ထွက်တော်မယ်အကြောင်းကြိုးပြောလိုက်တယ် လူကြီးကလည်းအစတော့တားသေးပေမဲ့တီဟရဲ့စိတ်ကိုနားလေတော့ထွက်ခွန့်ပြုတ်လိုက်တယ်။ဘာအကူကြီးလို့လို့အားမလာနဲ့ငါစီလားလောလောဆယ်လည်းပြောမင်းမျိုးရောက်ရင်ငါစီဝင်ခဲ့ငါမလဲခင်တွေ့စရာတန်ယုံစင်ဆိုလို့မင်းလိုလိုတပည့်တွေပဲရှိတာတကယ်ကောင်းတဲ့အထက်လူကြီးတယောက်မလို့တီဟလည်းအလောက်သာထွက်လာပါပဲစိတ်မကောင်းဘူးအဲ့လိုနဲ့တီဟကြွားပြန်လာပြီးအိမ်က လုပ်ငန်းတွေကိုပြန်ဦးစီးတယ်မိသားစုကိုအချိန်ပေးပြီးနှွေးထွေးတဲ့အတိုက်မျိုးကိုပြန်ဖန်တီးတယ် တမီးလေးကတော့အဖေနဲ့အတူမြဲနေတာဆိုတော့အပျော်ကြီးပျော်နေတော့တာပေါ့အလုံးနဲ့ရံပန်ရံကာကားတစ်စီးနဲ့မြို့ကြီးပဲတက်လာတဲ့အခါမျိုးဆိုရွာကထွက်ကုန်လေးတွေဆက်ရောက်တဲ့လက်ဆောင်ယူပေးဖြစ်တယ်ဒီလိုနဲ့ပုံမှန်ဘဝကိုဖျက်ဆီးနေတဲ့ဒီကကိုစနိုးစနောင်ဖြစ်စေတဲ့အကြောင်းတစ်ခုရှိလာတယ်ရွာစုတွေကနေမြို့ငယ်ကိုအသွားအပြန်လုပ်တဲ့လမ်းတွေထဲမှာအတူဆုံးလမ်းကိုတုံပြီးသွားမယ်ဆိုမိဘတွေကခါခါတီတီတားတယ်မိဘတွေတင်မဟုတ်ဘူးရွာကလူတွေကလည်းခါခါတီတီပဲ အဲ့ဒီလမ်းကမရဏလမ်းမလို့လူစားတယ်ဆိုပြီးမတုံးကြတာလင်းနေနေပါရှိသေးတယ်လေလမ်းကအစ်စ်ဖောက်ထားတာဖြစ်ပြီးလမ်းချင်နေလဲအတော်ကောင်းတယ်အရင်လူသွားလမ်းတာတာလုံးကအဲ့ဒီဘက်မှာကိုကိုပင်ကြီးနောင်ဆိုပြီးအပင်ကြီးနှစ်ပင်ရှိတာကိုတပင်ကလမ်းနဲ့မလွတ်လို့ခုတ်ပစ်လိုက်ရတယ်လမ်းကကောင်းပြီးလမ်းသာလို့ရွာသားတွေပြောကြပြီးမဲ့လမ်းဖွင့်ပြီးတိတ်မကြခင်ပါပဲကားစည်းမောက်ပြီးတော့လူရောက်20နီးပါးတည်သွားတဲ့ကိစ္စနောက်ပိုင်းမှာအဲ့ဒီလမ်းမှာဆိုင်ငယ်မောက်လိုက် ကားအကြီးသေးတွေမှောက်လိုက်တဲ့လူကိုကားတိုက်လိုက်တဲ့ခဏခဏလူတွေသေးလာတယ်။အစာပိုင်းကတော့တရက်6တည်းဆိုတော့နာမည်ထွက်ရကနောက်ပိုင်းဒီလန်းကလူစားတယ်မရဏလန်းမသွားတယ်ဆိုပြီးပြောလာကြတယ်။နောက်ပိုင်းမှာမရဏလန်းမြည်တွင်ပြီးဘသူမှတိတ်မသွားကြတော့တာပဲ။တင်ဟာကလည်းဒါကိုလက်မခံခြင်းဘူး။နာနာဘဝရှိတာမျိုးကိုလက်ခံနိုင်ပေမဲ့နာနာဘဝကလူကိုထိခိုက်အောင်လုပ်နိုင်တယ်အသက်သေးတဲ့အထိလုပ်နိုင်စွမ်းရှိရဲဆိုတာကိုလက်မခံခြင်းဘူး။ အတိတ်ပဲမရှိဘူးလို့ပဲယူဆတယ်ဒီလမ်းမှာရင်တိုက်မှုတွေတိမ့်မှောင်မှုတွေဖြစ်တာကလည်းပေါ်ဆောင်မှုကြောင့်လကောင်းစစ်ပစ္စည်းချိုးရင်းတာကြောင့်လကောင်းစတဲ့ရုတ်တည်တန်းတဲ့အကြောင်းပြချက်တစ်ခုခုသာဖြစ်မယ်လို့တိဟကယုံကြည်ပါတယ်။ဒါပေမဲ့မယုံတော်냐လဲအိမ်သားတွေစိတ်ချမ်းသာအောင်အဲ့ဒီလမ်းကနေမသွားဖြစ်ဘူးပေါ့။တကယ်မှာတော့ဆွေမျိုးတယောက်ယောဂါတဲပြီးစေယုံတင်မှုအခြေအနေဖြစ်လာတာမလို့တိဟသူ့ရဲ့ကားလေးနဲ့အနည်းဆုံးမြို့ငယ်ကစေယုံစီလိုက်ပို့ပေးရတယ် စေယုံကနေရွာကိုပြန်လာညနေ၄နာရီကျော်လောက်ပဲရှိသေးပေမဲ့မိုးအုံမီလေးမုံတော့ပဝင်းကျင်ကအတော်လေးညုံပိုင်းအောင်ဆိုင်နေတာတီဟပြန်နေကြလမ်းဘက်ကလည်းဘာကြောင့်မှမသိကုံကားတွေကတန်းစီပြီးပိတ်နေတယ်ဒီတော့ဒီဟာလည်းစိတ်မရှိတာနဲ့ပက်ပြံမှုရွေးလိုက်တဲ့လမ်းကမရဏလမ်းရွာရောက်ပြီးတဲ့ကဒီလမ်းကိုအကြမ်းနဲ့သာရင်နေပြီးတကားမှမဖြတ်ဖူးသေးဘူးဒါပေမဲ့တရင်းနေတိုင်းလူစားတာမစားတာသာထားလူရှင်းမှာတော့သေးကြတာမလို့ ဒီလမ်းကပဲပြန်ဖို့အဆုံးဖြတ်လိုက်တာဆယ်ကျော်တက်ကလေးကကားမောင်းတက်ခဲ့တဲ့ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုယုံကြည်တာလဲပါတာပေါ့လေစိတ်ထဲကနေဖျားစာလေးတော့ကြိတ်ရွလာခဲ့တာပေါ့ဒီလိုနဲ့မရဏလမ်းပေါ်ကွတ်တက်လာပြီးတဖြည်းဖြည်းမောင်းလာလိုက်တယ်လမ်းကသတင်းစကားတိုင်းလုံးဝအသွားလာကိုမရှိတာပါလမ်းပြူးပြူးကြီးရဲ့ဘေးတစ်ဖက်တစ်ချက်မှာတစ်ပင်တွေအုံဆိုင်နေတယ်လေမုံလို့ဟိုဒီရိမ့်ွယ်နေတဲ့တက်ကန်းတွေရဲ့အတန်ကလွှဲရင်ဘာသာမှမကြားရဘူး မောင်းလာရင်လမ်းတစ်ဘက်ကိုရောက်တော့လမ်းဘေးတစ်ဖက်တစ်ချက်စီကနေလမ်းပေါ်ကိုတက်လာတဲ့လူတွေပြုံးပြောနေကြပြီးတကယ့်ကိုပေါ်ပွားပျော်ရွှင်နေသလိုခက်သွက်သွက်လှုပ်ရှားနေကြတယ်ဒီလူတွေဘယ်ကထွက်လာပါလဲဆိုပြီးသူတို့လာရလမ်းဘက်ကိုကြည့်လိုက်တော့တစ်ပင်တွေရဲ့နောက်အတွင်းပိုင်းမှာအိမ်တွေအိမ်ကြီးအိမ်ကောင်းတွေမဟုတ်ပေမဲ့ထရန်အိမ်တက်တက်ရဲရဲလေးတွေလမ်းပေါ်မှာသွားလာနေကြတဲ့ကလေးလူငယ်မွေးအကုန်ရီမောမောပျော်ပျော်ရွှင်ရွှင်ပဲတရားဟိုဒီကြည့်ရင် ကားကိုဖြည်းဖြည်းမောင်းလာတော့မှပဲကားရပအောင်ပြောကားဆရာကိုကြီးကားရပအောင်တော့အတန်ဒီကြောင့်ကြိလိုက်တော့ကားရှိမှဝလုံးကြီးတန်းပြီးကားတားနေတဲ့အပြိုလူပြိုတတိုင်းဆက်သွားဖို့မရတော့တာမလို့တီဟာကားရလိုက်တယ်အကိုကြီးကျွန်တော်တို့ရွာဖျားပွဲမလို့စတုဒီသားလေးတုံးဆောင်သွားပါအောင်ဗျအဆောက်အအုံတီဟာညင်းမလို့ပြိမဲ့ရုတ်တရက်ဗိုက်စာလာသလိုခံစားလိုက်ရတာမလို့ဝင်စားအောင်မဲဆိုပြီးကားကိုလမ်းမေးချရလိုက်တယ် တေဟာကားပေါ်ကဆင်းလာတဲ့အခါအားလုံးကဟေးကလေးအော်ပြီးတေဟာဘေးမှာဝိုင်းအောင်စီးကြတယ်။ပြီးတော့ကာလာသားပြို့သုံးယောက်ကတေဟာကိုအကူလာလာဆိုပြီးအိမ်တွေဘက်ခေါ်သွားတော့တယ်။အကြီးတို့ရေဒီမှာအဲ့တွေပါတယ်ပြို့ဓမင်းမွေးရေတေဟာပြင်းမင်းအောင်ဗျလာလာသားရေအစင်းသိမ့်မဲဟေ့အကုန်လုံးကတေဟာကိုဝမ်းမန်းတသာကြိုးစိုးနေရကြည့်ပြီးတေဟာရမအပြော်လေးကူးဆက်လာလို့ခံစားရတယ်။ပြီးတော့တခုတတိထားလိုက်မိတာကပတ်ဝန်းကျင်က အခုနေရလို့ညိုမိုင်းနေတော့ပဲညနေလို့မထင်ရအောင်ကြီးစင်နေတာဒီတော့ဒီဟာစိတ်တွေလဲပူပြီးကြီးလင်းရွှင်ပြသလိုဖြစ်လာတယ်စတုဒီယာကျွေးကိုပြင်ထားတဲ့နေရာကအိမ်နေင်ကြားမြေခွက်လမှာစပွဲဝိုင်းနေချထားတယ်ကာလာသားတွေကဒီဟာကိုဝိုင်းလူတွေစီခေါ်ပြီးတော့ထိုင်းစီတယ်ပြီးနောက်မှာအိမ်ခံမှုဝိုင်းနေတဲ့သူတွေကလည်းအရွယ်ဆုံးထမင်းမကန်နေချနေတော့ဒီဟာစိတ်ထဲအတွေးဝင်လာတာကဒီလန်းကငါအမေတွေပြောတဲ့မရဏလန်းဆိုတာဟုတ်ပါမလား ငါလမ်းမပြီးရောက်လာရမြလားအခုလာတဲ့လမ်းဘက်ကတောင်းနေကြလမ်းမဟုတ်တော့တိဟစိတ်တဲ့ဇဝေဇဝါဖြစ်နေတော့တာပေါ့အဲ့ဒါနဲ့ပဲဘေးနားမှာထိုင်နေတဲ့ဦးလေးကြီးကိုဦးကြီးအခုကျွန်တော်လာတဲ့လမ်းကဟိုမရဏလမ်းလို့ခေါ်ကြတဲ့လမ်းလားတိဟအမေကြောင့်ဘေးနားမှာစူညံနေတဲ့အတန်တွေကရုတ်တရက်ရက်တော်တောင်ရှိတာသတိထားမိတယ်ဒါပေမဲ့အတိအကျသတိထားမိတာကိုသူတို့ကလည်းရိပ်မြင်ရန်ရှိပြီးဘာမှမဖြစ်သလို့ ဆက်ပြီးရီမောပြောဆိုကြပြန်နေဦးကြီးကတော့အေးမဟုတ်ပါဘူးငါတို့ရဲ့ငါတို့လာတဲ့လမ်းကတစ်နေပင်လမ်းဦးကြီးတို့ရွာကတစ်နေပင်ရွာငါတို့ပြောတဲ့လမ်းကိုဦးကြီးဖြစ်မကြဘူးပေါ့ဗျာတရရွာမှာနေလာတဲ့တခြားဒီရွာနာမည်ကိုမကြဘူးပေမဲ့ထပ်မေးဖို့ကြတော့လေအခုလေးတင်သူများရွာလမ်းကိုမရဏလမ်းလားလို့နမိတ်မရှိနမမရှိ အာမနာပမနာမေးထားခဲ့တာဆိုတော့မမေးဘူးတော့ဘူးအဲ့ဒါနဲ့ဒီခါလဲ စိတ်စိတ်နေလိုက်တော့တာပေါ့အဲ့ဒီအချိန်မှာလာချပေးတဲ့ဟင်းတွေကအငွေတထောင်ထောင်ပူနွေ့နွေ့နဲ့စားကြံတဲ့ပွဲမှွေးကြံနေတော့တီဟာလည်းအတော်လေးပိုက်ဆာလာတယ်ဘေးကလူတွေကလည်းတီဟာပကံထဲကိုဟင်းတွေခတ်ထည့်ပေးနေကြတာဒါနဲ့တွယ်ပစ်လိုက်အောင်ဟာဆိုပြီးကျင်းွားပြီးထမင်းပကံထဲဟင်းတွေနေဖက်ပြီးတော့ပါဇက်သေးကိုထည့်မယ်လို့ဒါတီဟာမစားနဲ့မစားနဲ့နားထဲမှာအမေအတန်းကိုကြားလိုက်ရလို့တီဟာလက်တန်သွားတယ် ဒါပေမဲ့တစ်ဖက်ကလည်းတခုခုကစားဖို့တွန်းအားပေးသလိုဖြစ်လာတာမလို့ထမင်းလုတ်ကိုပစားတဲ့ထဲဖို့လို့ဖေဖေမစားနဲ့နော်ဖေဖေသမီးစီပြန်လာပါတော့ဖေဖေရဲ့ပြန်လာပါတော့လို့သမီးလေးရဲ့ဝမ်းနေကြီးငိုနေတဲ့အတန်းကိုနားရဲပီပီတတ်တာကြားလိုက်ရတော့ဒီဟာရင်နဲ့ထိတ်ခနဲဖြစ်သွားတယ်အရင်တုန်းကမိသားစုတနေစီနေကြတုန်းကလည်းဒီဟာစိတ်ထဲမှာသမီးလေးရဲ့အတန်းကြားတာမျိုးဖြစ်လာတဲ့အခါသမီးလေးကနေမကောင်းတာဖြစ်ဖြစ် တကူကူခိုက်မိတာဖြစ်ဖြစ်ရှိနေတတ်တာမျိုးပဲတမီငါတမီဘာဖြစ်ပြီလဲမသိဘူးတမီစောနဲ့တီးကစားမယ်ပြင်းနေတဲ့ထမင်းလုပ်ကိုပြန်ချလိုက်တယ်ပြီးတော့ချက်ချင်းဆိုလိုလက်ကိုဘေးရရေစလုံးထဲကိုဖြစ်တယ်လို့နှစ်စေပြီးထိုင်ရန်ကထလိုက်တယ်တူမောင်ဘာဖြစ်လို့လဲစားတော့အောင်လေကွယ်အကိုဘာလို့မစားတာလဲဗျငါမောင်စားစရာရှိတာစားမှာပေါ့ဘေးနာကအတန်နေကြာပြီမဲ့တီးကနားတယ်တခုမှမဝင်ဘူးစိတ်ကတမီးစီပဲစိတ်ရောက်နေတယ် မစားတော့ဘူးကျွန်တော်တမီဘာဖြစ်လဲမသိဘူးပြန်မဖြစ်မယ်ခွင့်ပြုပါအောင်ဗျသူတို့ကဒီဟာပြောတာအောင်မကြားသလိုမျိုး စားဖို့ပဲပြောနေပေမဲ့တေဟကလည်းသူတို့ပြောတာတွေကိုနားထဲကိုမဝင်တော့ဘူးတမီတမီနဲ့တစားစာရေးရရင်ကားစီကိုခတ်တုတ်တုတ်ပြန်လာတယ်ဘေးနားကလူတွေစီလည်းအာရုံမရှိတော့ဘူးကားပေါ်တခါနီကြားလာတဲ့စကားတခုကဧည့်သည်သွားတော့မေးထုံးစံအတိုင်းလမ်းရှင်းပေးထားအောင်လမ်းရှင်းအောင်ဆိုတဲ့စကားကြောင့်တေဟရှေ့တူယူကိုကြည့်လိုက်တော့ လမ်းပေါ်မှာတစ်ပင်ကြီးတစ်ပင်ကကက်လက်ပြက်လဲလို့အကိုရှစ်တဲ့သွားပြီးညာဘက်ချိုးရင် အကိုရွာသွားတယ်လမ်းရောက်ပြီလမ်းညွန်တဲ့သူကစေနာနဲ့ညွန်ပေးပေမဲ့တီဟာကတော့မြန်ကျင်သောကြီးနေတဲ့သူမလို့လဲနေတဲ့တစ်ပင်ကြီးကိုရှောင်းကွင်းသွားဖို့စိတ်မရှိတာနဲ့လာလန်းအတိုင်းပြန်ခွေပြီးမောင်းချခဲ့တယ်။ခွေပြီးနောက်ကြည့်မှန်းတဲ့ကနေနောက်ကိုပြန်ကြည့်ပြီးတော့လမ်းပေါ်မှာခုမြရွာသူရွာသားတွေအပြည့်တီဟာကားကိုလမ်းကြည့်ရင်းငြိမ်သက်ပြီးကြံခဲ့ကြတယ်။သူတို့ပုံစံတွေက စတွေ့ကားသားကလို့ရွှင်လန်းနေတော့ပဲ AD 80တွေပဲဒါပေမဲ့ဒီကဘာရညာရမတွေ့နိုင်ဘူးအတက်နိုင်ဆုံးဂရုစိုက်ပြီးမြန်မြန်မောင်းလာခဲ့တယ်အဲ့ဒီလမ်းကထွက်ပြီးလမ်းမတန်းပေါ်ရောက်တော့တခုထူးခြားတာကအခုနေရာထိလင်းနေတဲ့ပတ်ဝန်းကျင်ကချက်ချင်းမောင်းကျသွားတယ်ဒီကလည်းငကိုအထွေထူးစဉ်းစားမနေတော့ပဲမိဖွေမောင်းချပြီးတော့ငကိုသွားနေကြလမ်းအတိုင်းမောင်းချလာတော့တာပေါ့အဲ့လိုနဲ့အင်ကိုပြန်ရောက်တော့အတော်မောင်းနေပြီ။ ခြံထဲကားဝင်လာတဲ့အိမ်ထဲကနေပြုံးရှင်ပြီးပြေးထွက်လာတဲ့တမီးလေးကိုမြင်လိုက်ရတယ်။ကားပေါ်အမြန်ဆင်းပြီးတာနဲ့တီဟစီပြေးလာတဲ့တမီးလေးကိုကောက်ချပြီးဖက်ထားလိုက်မိတယ်။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းတီဟဘာဆိုဘာမှမသိတော့ဘူး။ချက်ချင်းဆိုလိုအသိစိတ်တစ်ခုလုံးအမှောင်ကျသွားတော့တာပဲ။အဲ့ညာဆာပြီးတီဟအိတ်ပြောသွားတာနှစ်ညနဲ့နေတစ်ပိုင်းတမီးကိုဖယင်းတီဟလဲကြသွားတော့အိမ်သားတွေအားလုံးစိတ်ပူပြီးဆရာဝန်ပြင်တာပေါ့။ဆရာကတော့ စိတ်ပူစရာမရှိဘူးအိပ်ပျော်နေတာပါလို့ပဲပြောပါတယ်။နောက်နေ့တိသီဟနိုးမလာသေးလို့ဆရာလေးပြောင်းပင်ပြီးပြပေမဲ့အကုန်လုံးကအိပ်နေတာကြီးပဲပြောကြတယ်။ဒါပေမဲ့အိပ်နေတဲ့တချောင်းမှာတီဟထထရောက်ပြီးပြောတဲ့စကားမဆားဘူးကျွန်တော်သမီးကမဆားခိုင်းဘူးလို့ဆိုတာကြီးပဲတဲ့တီဟနိုးလာပြီးပြချင်းဗိုက်စာရာနဲ့စားတော်ပြီးလို့အဲ့ဒီနေ့ကကိစ္စကိုအမေတို့ကို ပြောပြတော့အစ်ဖြူကငိုပါလိရော အမေအမေလုပ်ပါအောင်အမေသာအဲ့ဒီလမ်းကိုရောက်လာခဲ့ပြီနေပါ သူပြောနေတာတွေကမဝင်းပြောတာနဲ့တပုံစံနဲ့ပဲမေရဲ့ဤဖြူငိုသလိုအမေကလည်းငိုပါတယ်မဝင်းဆိုတာလွန်ခဲ့တဲ့တနှစ်ကျော်ကတီဟမြို့မှာရှိနေတုန်းကအဆုံးသွားတယ်လူသူကလည်းတီဟလိုပဲမရဏလန်းနဲ့ပတ်သက်ရင်အယုံကြည်မရှိတယ်လူအဲ့လမ်းဘက်ကသွားပြီးဘာတရေမှမရှိဘူးစတုတီတာတောင်စားခဲ့ရတယ်လို့ရွာထဲပတ်ပြောလိုက်သေးတယ်ပြီးတော့ငားရလောက်ကြာအဲ့လမ်းပေါ်မှာပဲကားတိုက်ခံရပြီးဆုံးသွားတာလေဒီကပြောတဲ့ရွာက ဘယ်တော့မှမရှိရတာမလို့ဖြစ်ချင်းဖြစ်တဆင်းရည်နဲ့တည်နေတဲ့ကြက်ရွာဖြစ်မှာလို့ထစ်ချပြောနေတော့တိဟကတော့ပြည့်ဖြူပြောသမျှကိုစိတ်ပူလွန်တာပဲလို့ယူဆတာတိဟတွေ့ကြရတာကတကယ်ရွာတကယ်လူတွေပဲအမေတို့ထင်နေသလိုမှမဟုတ်တာဒါပေမဲ့စိတ်ပူနေတဲ့သူတွေကိုအပြစ်မတင်ကြတော့တာနဲ့သူတို့သဘောတိုင်းပဲအန်ဒီအကင်းအောင်15ရက်လောက်သင်္ကန်းစီးလိုက်ရတယ်လူဝဲလဲပြီးချိန်မှာလဲမိုးလင်းကနေမိုးချုပ်ဖရဲတင်ရှိမှာပဲ ရွတ်ဖက်ဝစ်ပြူနေရတာဒီဟာကလည်းဖရာတရားကိုတော့စိတ်လိုလဲရလို့တယ်ဒီလိုနဲ့အဲ့ဒီကိစ္စပြပြီးနှစ်လလောက်ကြာအမေတို့စိတ်ပူတာတွေလည်းမရှိသလောက်လျော့သွားပြီဒီဟာရဲ့တည်ကျင်စိတ်ကလည်းကောင်းထောင်လာခဲ့တယ်တင့်တပင်ရွာတကယ်ရှိကြောင်းတက်တည်ပြချင်တယ်ဒါနဲ့ပဲခိုးဘက်ရွာခနာဆိုပြီးမျက်မြင်တက်တည်ရောက်အောင်ဖုန်းကြီးကျောင်းသားအပုကိုခေါ်ကုန်တင်ကုန်ချလုပ်နေကြကားနဲ့ထွက်လာခဲ့အစကတော့အပုကဘာမှညာမှမသိလို့လိုက်လာပေမဲ့တင့်တပင်လမ်းထိပ်လေးရောက်ရော ဒါမရဏလန်းကြီးမလိုက်ရဘူးဆိုပြီးကားပေါ်ကဆေးနေကြတော့တာပဲဒီကတက်နေပင်လန်းလို့သိရတဲ့လန်းကမရဏလန်းဆိုတာတေချာသွားခဲ့ပြီဒါပေမဲ့ဒီကကရွာရှိမရှိအတီးပြုတ်ကျင်သေးတာနဲ့လမ်းနဲ့မောင်းဝင်လာခဲ့တယ်။မောင်းလာရင်အရင်တခါကကားတားခံရတဲ့နေရာရောက်တော့ကားရပ်ပြီးဘေးဘီကိုကြည့်လိုက်တယ်။တစ်ပင်တွေကလွဲလို့ဘာအိမ်မှမရှိဘူး။အိမ်နဲ့တူလာဆိုလို့ထင်းရံတစ်ချက်တောင်မရှိဘဲဒီတိုင်းပဲရွက်ချောက်တွေထူးနေတဲ့နေရာပဲ။ အရင်တခါကတွေ့ရတဲ့မြင်ကွင်းနဲ့အခုမြင်ကွင်းတွေကိုရှင်းကြည့်ပြီးငါတွေ့ခဲ့တဲ့လူတွေကအကုန်လုံးကနာနာဘာဝတွေပါလားဆိုတဲ့အတိကခေါင်းထဲကိုဝင်လာတဲ့အချိန်မှာကြိုးထဲမှာစိတ်ငနေဖြစ်သွားတယ်။အဲ့ဒီအချိန်မှာပဲကားနောက်ခန်းကတဲရောက်တက်လာသလိုဤကနေဖြစ်သွားလို့နောက်ကိုကြည့်လိုက်တော့ဘသူမှမရှိဘူး။နှာခေါင်းထဲမှာလည်းအပုံနဲ့ဆိုးဆိုးကြီးရလာတာမလို့အချိန်နေမှန်မှဆိုးတာနဲ့ကားကိုရွာဘက်ပြန်လဲမောင်းလာခဲ့တယ်။မောင်းနေရင်စိတ်ထက်နေတာနဲ့နောက်ကြည့်မှန်ကားတဲ့နောက်ခန်းထဲကြည့်လိုက်တော့ ဟာဘာကြီးတော့ဟာနောက်ခါနဲ့မှာမတက်ရက်လိုက်ရတဲ့မိန်းမကြီးတယောက်ရက်နေရဆိုပေမဲ့ခြေတော့ကကြမ်းမြင်နေမှတီပဲလွတ်နေတယ်စပင်ကကြမ်းထီအောင်ရှည်ပြီး အနီပုတ်ပုတ်ဝမ်းဆက်ဝှက်ထားတယ်မျက်နှာကလည်းအတော်ကြက်သိမ်းထားစရာကောင်းတာပဲပြောရရင်နှဲ့ယုတ်ဒီမှာတွေ့ရလေးရှိတဲ့မျက်နှာမျိုးမျက်ခုံးကခဲတံနဲ့တစ်ချက်တည်းဆွဲထားသလိုမျက်ခုံးမျက်နှာကရုပ်ပြက်စင်းပြက်မုတ်တဲ့ပြင် ပြင်စင်ခြေတထားသလိုရှိပေမဲ့အဲ့ဒါကကြောက်စရာကောင်းနေတာပြီးတော့ မျက်နှာဘေးကတားကောင်မိထားလို့အမဲဖြတ်ဖို့အဆင်သင့်ဖြစ်နေတဲ့မျက်နှာမျိုးနာနာဘဝဆိုတာတေးကြပြီဆိုတော့မဟန်တော့တာနဲ့တီဟာကားကိုအချိန်နဲ့မောင်းလာရင်စိတ်သေးကနေဖျားစာရွတ်နေတယ်ဒါပေမဲ့မနေမနှောင်းပါပဲအရင်တစ်ခါတစ်ပင်လဲတဲ့နေရာမရောက်ခင်တပြားလူမှာတော့လမ်းဘေးတစ်ပင်နေကြားကနေလူတစုထွက်လာတယ်လူမရိုးရိုးမှမဟုတ်ဘူးအခုနေရာမိန်းမကြီးပါဝင် ပုံစံသူမိန်းမ9ယောက်နောက်မှာယောက်ျားတစုကအခေါင်းကြီးထမ်းလာတာအကုန်လုံးကခြေထောက်နဲ့မြေကြီးတွေအထိမနေကြဘူး တီဟမျက်နှာကိုတိတဲ့အခါအခုနေရာတဲမှာတီဟကိုလာခဲ့ဆိုတဲ့ပုံစံနဲ့လက်ရက်ခေါ်ရင်လက်တစ်ဖက်ကလည်းအခေါင်းကိုပုတ်ပြတယ်ဒီတော့မှတီဟအခေါင်းကိုတေချာကြည့်ပြီးတော့တွေးလိုက်ရတဲ့စာတန်းကမောင်တီဟအသက်30ကနေဆိုပြီးမိသွေးနဲ့ရေးထားလေရဲ့တီဟကောင်းတမန်ကြည့်သွားသလိုအတော်လဲတွေးပြသွားတယ်ငါငါတကယ်ပဲတရားတော့မှာမလားတွေးမိတရားတွေးလေလေဖျားတာမိလေပဲတီဟတတိတော့ကောင်းတယ် ကားကိုဂရုစိုက်မောင်းတယ်ဒါပေမဲ့ဟင်အခုနေရဖြူဖြောင်နေတဲ့အလဲမှာဘွားကနေပေါ်လာတဲ့တစ်ပင်ကြီးတစ်ပင်ကြီးကထီထီပေါ်လာတယ်ဘရိတ်အဖို့မမီတော့တာမလို့တေကကားစရိယာရင်ကိုဘေးကိုဆွဲချလိုက်တယ်ဒါပေမဲ့စရိယာကတယောက်ကဆိုတင်ဆွဲလည်နေသူပြန်ခောက်လို့မရပဲဘေးကိုတောက်လျှောက်ဆက်ဆွဲသွားတာဘရိတ်ကလည်းဘလို့မှနင်းလို့မရဘူးကားအရှိန်နဲ့ဥတီနေတာကခက်လန်းလန်းကကိုကိုပဲညစ်စီ အဲ့ဒီအချိန်မှာပဲတီရကစိတ်ထဲကနေဖျားတာပြီးပြုတ်ဘူးတဲ့ကုသူတွေကိုအာုံပြုပြီးဖျားခဲ့ပါလို့ဆူတောင်းလိုက်မိတယ်။အဲ့ဒီကြမှာရုပ်ကြီးဆိုသလိုဘရိတ်အုပ်လို့ရသွားပြီးကားကလည်းတုန်ခနဲ့ရပ်သွားတော့တာပဲ။တတိကောင်းတဲ့တီဟာကြောင်ငေးတွေ့ဝင်နေဖို့အချိန်မပေးဘူးကားကိုချက်ချင်းလမ်းဘက်တင်မောင်းပြီးလမ်းဆုံးဘက်မောင်းချလာခဲ့လိုက်တော့တယ်။လမ်းဆုံးရောက်ပြီးရွာစုလမ်းဘက်အတက်မှာနောက်ကြည့်မှန်ကနေကြည့်လိုက်တော့နေကင်းကြောင်တော်မှာမကြည်မနက်ပုံစံနေနဲ့ရက်ကြံနေတဲ့ နာနာဘာဝတတိုက်ပဲအခောင်းကြီးကတော့လေထဲမှာလဲလိုက်ရင်ဝဲကြံနေခဲ့လေရဲ့ဖះခဲ့တာပဲလားတေးချိန်မတန်သေးလို့ပဲလားမသိပေမဲ့တီဟောက်ကတော့အိမ်ကိုဘေးကင်းစွာပြောင်းလာခဲ့တယ်အတော်လေးတွေးပြတ်တုံ့လုပ်ခဲ့ရပြီမဲ့အဲ့ဒီနေ့ကကြုံခဲ့ရတာဖြစ်ကိုတီဟောက်မိသားစုဝင်နေစီကိုပြောမပြပြခဲ့ဘူးတည်သွားလို့လဲကောင်းတဲ့ကိစ္စမျိုးမဟုတ်ဘဲကိုပြီးတော့ရှေ့တစ်ခေါက်ကကိစ္စနဲ့တင်ငုံငိုတီဖြစ်နေကြတာမလို့မိသားစုတွေထပ်ပြီး ူပင်ကြောင်းကြဖြစ်တာမျိုးမလိုချင်တော့ပါဘူးအဲ့နောက်ပိုင်းဒီဟာကအရင်ကတည်းပို့ပြီးဖျားတရားနဲ့ကောင်းမှုကုသိုလ်တွေပို့လုဖြစ်လာတာကတော့အဆိုးရဲကအကောင်းပါပဲအဲ့ဒီကိစ္စနောက်ပိုင်းမှာတယောက်တည်းစိတ်ထဲကနေတိတ်တိတ်ကလေးယတိပြချလိုက်ပြီးရဆုံးဖြတ်ချက်ကတော့နောက်နောက်အဲ့ဒီလမ်းဘက်ကိုခြေဦးတောင်မလဲတော့ဘူးဆိုတာပါပဲမိုင်းယာနောက်ဆက်အားပေးကြတဲ့စာချစ်သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ပတ်ဒီမှာလဲစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းလေးတွေကို တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုလာရောက်အားပေးကြပါအောင်လို့လေးစားစွာဖြင့်ပြန်မှတကားပြုပါရစေ။စာချစ်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။